ဲ့ပါဆရာအခုဆိုရင်ပေါ့နော်အမေရိကန်နဲ့တရုတ်နိုင်ငံကြားထဲမှာလည်းစီးပွားရေးဆိုင်ရာပြဿနာရပ်လေးရှိနေပါတယ်ဆရာဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကမ္ဘာစီးပွားရေးပေါ်ဘူးပေါ့နော်ဘယ်လိုမျိုးလေးတည်ရောက်မှုရှိနိုင်လဲဆိုတာလေးလည်းရှင်းပြလေးပါအောင်ရှင်ဟုတ်ကဲ့စီးပွားရေးကတော့တကမ္ဘာလုံးမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာကြားပါပြီဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်ပိုင်းမှာသဆိုင်ရာနိုင်ငံတွေရဲ့အတွင်းကုန်ပေါ်ကိုစီးကြပ်မဲ့အတွင်းကုန်ပုံတွေနဲ့ဆက်နေပြီးတော်တော်များများတော့ကျွန်တော်တို့လှုပ်လှုပ်ခတ်ခတ်လေးတွေဖြစ်နေတာဖြစ်ပါ တစ်ချိန်တည်းမှာပဲစီးပွားရေးနဲ့အတူပါဝင်လာတဲ့တခြားသောပြုပြင်ပြောင်းလဲမှုတွေနဲ့သဆိုင်ရာနိုင်ငံတွေကလုပ်နေရပြီဖြစ်ပါတယ်။ဖြစ်တာဖြစ်တဲ့အတွက်အခုနောက်ဆုံးဖြစ်တဲ့အခြေအနေကတော့ကျွန်တော်တို့တရုတ်နိုင်ငံကကုန်သွယ်ရေးကိုယ်စားလှယ်နဲ့အမေရိကန်ပြည်ထောင်စုက Scott Bessent လို့ခေါ်တဲ့ဘူတန်ရောက်ဝယ်ဝင်ကြီးတွေဆွေးနွေးပွဲဖြစ်ပါတယ်။အဲဒီမှာဆွေးနွေးပွဲတွေအဆင်မပြေဘူးဖြစ်လာပါတယ်။တစ်ဖက်ကတော့အဓိကကြားတဲ့အကြောင်းတရားကတော့ ေရှားတတ်ထုတင်ဖို့ရတဲ့ကိစ္စရက်တွေပါလာပါတယ်ပါလာပြီးတော့အာကျွန်တော်တို့ဒီမြေရှားတတ်ထုအမေရိကန်ပြည်တော်စုကဝယ်မယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံကအခွန်ဘလောက်ကောက်မယ်ဆိုတာမျိုးဖြစ်လာတာဖြစ်တဲ့အတွက်အမေရိကန်ပြည်တော်စုကလည်းတရုတ်သွင်းကုန်တွေအပေါ်ဘယ်လိုမြေဝေမြေများကောက်မယ်ဆိုတဲ့အခြေအနေလေးဖြစ်လာ ဖြစ်လာတော့စီးပွားရေးမှာကျွန်တော်တို့ကဘာတွေဖြစ်လာလဲဆိုတော့ there are so many uncertainty ဆိုတာမသေချာမရေရာမှုတွေများလာ များလာတာဖြစ်တဲ့အတွက်အဲနိုင်ငံတွေကစီးပွားရေးကိုဘယ်လိုမူဝါဒချပြီးတော့မှဘယ်လိုလုပ်အောင်မယ်ဆိုတာကိုတော်မှန်ဆရာဖက်လာပါတယ်ဖက်လာတော့အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့နောက်ဆုံးကမ္ဘာရွှေစည်းတွေတက်လာပါတယ်မြန်မာနိုင်ငံမှာလည်းအခုကျွန်တော်နောက်ဆန်းနောက်ဆုံးကြားရတော့ရွှေဆိုင်တွေကတော့ကျွန်တော်တို့အစိုးရသက်ဆိုင်ရာဝန်ကြီးဌာနရဲ့ဗီဇာတွေနဲ့ပဲကြောင်းရမယ်ဆိုတာမျိုးတွေဖြစ်လာတယ်တစ်ဖက်ကလည်းတရုတ်နိုင်ငံကကမ္ဘာပေါ်မှာရှိတဲ့ရွှေတွေကိုသူတို့ရှိတဲ့ငွေတွေနဲ့လိုက်လံပြီးတော့မှစုဆောင်းနေတာမျိုးလေးတွေဖြစ်လာတာ ဖြစ်လာတော့ပြောချင်တာကတော့အချို့သောစီးပွားရေးရအားနည်းတဲ့နိုင်ငံတွေဟာကမ္ဘာပေါ်မှာစီးပွားရေးနဲ့အတူနှီးနွယ်ဆက်ဆက်ပြီးတော့မှ နိုင်ငံရေးရလှုပ်ဆောင်ချက်တွေမှားယွင်းတာနဲ့တည်ငြိမ်မှုတွေပြတ်ပြားပြီးတော့မှကျွန်တော်တို့ဆန္ဒပြတာတွေစာကျင်ဆန္ဒပြတာတွေဆိုရအကြောင်းလဲတွေဖြစ်လာတာတွေဖြစ်ပေါ်လာနိုင်ပါတယ်အဲတော့ကျွန်တော်တို့ဒီအင်အားကြီးနိုင်ငံတွေကျွဲနှကောင်ခတ်တဲ့နေရာမှာမြေစာပင်တွေကတော့ အနည်းနဲ့အများဆုံးလို့ကျွန်တော်တို့အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။ဖြစ်လာတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့စီးပွားရေးလုပ်ငန်းရပ်တွေမှာအသွင်စနစ်ပြောင်းလာပြီးတော့မှအခုလက်ရှိကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာလည်းအာဆီယံ၁၀နိုင်ငံပေါင်းပြီးတော့မှရပ်တည်ချက်တစ်ခုဖြစ်ပေါင်းစုပြီးတော့မှအခြားဒေသတွေနဲ့ဘယ်လိုကုန်သွယ်မယ်ရောင်းဝယ်မယ်ဘယ်နိုင်ငံတွေနဲ့ရောင်းဝယ်မယ်ဆိုတာတွေစီမံဆောင်ရွက်လာမှာဖြစ်ပါတယ်။ဖြစ်တော့ အဓိကအင်အားကြီးစီးပွားရေးရဟာလာအခုလက်ရှိအခြေအနေရတော့အမေရိကန်ပြည်ထောင်စုကပထမနေရာပေါ့တရုတ်နိုင်ငံတော့ဒုတိယနေရာရှိပါတယ်ဒီအင်အားကြီးနှစ်ခုရဲ့အပြိုင်မှုကိုဂျန်တဲ့နိုင်ငံတွေကရေရှည်ရက်တည်နိုင်အောင်စီမံဆောင်ရွက်နိုင်ဖို့အထူးအရေးကြီးပါတယ်တရုတ်နိုင်ငံလည်းအမေရိကန်ပြည်ထောင်စုနဲ့ဒီလိုကျွန်တော်ကုံသွေးစစ်ပွဲကိုအဆုံးခန့်အဆုံးထိတိုက်ပွဲဝင်သွားမယ်ဆိုတာဖြစ်ကျွေးနေတယ်လို့အမေရိကန်ပြည်ထောင်စုကလည်း တရုတ်နိုင်ငံနဲ့ကုံသွဲရေးစစ်ပွဲကိုအဆုံးထိတိုက်ပွဲဝင်သွားမယ်ဆိုတော့ပြောပါတယ်ပြောတော့အဖြေရတော့ဘာအဖြေလဲဆိုတော့အခုလက်ရှိကျွန်တော်တို့နိုင်နိုင်ငံသားမှာကုံသွဲအစ်စင်မပြေတဲ့ဟာကိုတရုတ်နိုင်ငံကကာလကြာရှည်ဘလောက်ထိတောင့်ခံနိုင်လဲအဖြေပေါ့နောက်တစ်ခုကတော့အလားတူပဲအခုလိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှတရုတ်နိုင်ငံနဲ့အင်အားပြိုင်နေတာဖြစ်တဲ့အတွက် American ပြည်တော်စုဟာကာလတာရှည်ဘလောက်ထိခံနိုင်လဲဆိုတဲ့အဖြေရှိပါတယ် အဲ့လိုအခြေထဲမှာကျွန်တော်တို့ခံစားရမယ့်ပုံပုံတွေကတော့အမေရိကန်ပြည်တွင်းမှာရှိတဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေဖြစ်မယ်ကျွန်တော်တို့တရုတ်နိုင်ငံထဲမှာရှိတဲ့တရုတ်နိုင်ငံသူနိုင်ငံသားတွေဖြစ်မယ်တရုတ်နိုင်ငံမှာရှိတဲ့တရုတ်ကုမ္ပဏီတွေဖြစ်မယ်အမေရိကန်နိုင်ငံမှာရှိတဲ့အမေရိကန်ကုမ္ပဏီတွေဖြစ်ပါလိမ့်မယ်အဲ့တော့အသားမကြသေးခင်မှာမိသူမိဘုံမိတို့နိုင်ရရှိမယ်ဆိုတာမသိသေးတဲ့အချိန်တွေမှာတော့ ဈာရေရတစားကံဒီကတော့ခုနပြည်သူနဲ့စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ပါလိမ့်မယ်။အခုလက်ရှိမှာလည်းကျွန်တော်ပြီးခဲ့တဲ့ရတတဘက်ကတင်ပြပေးဖို့အမေရိကန်မှာ government shutdown ဖြစ်တဲ့ကိစ္စရလေးတွေရှိတယ်။အဲဒီအတွက် Donald Trump ကတော့အခုလော်လော့ဆယ်ပြည်ထဲမှာဖြစ်တဲ့ပြဿနာရပ်တွေနဲ့ပတ်သက်ပြီးတော့မှငွေငွေကြေးတွေမကုန်တာဖြစ်တဲ့အတွက်မလိုအပ်တဲ့နေရာမှာငွေတွေကုန်တာမဖြစ်တဲ့အတွက်မိမိတို့နိုင်ငံသူနိုင်ငံသားတွေကိုပို့ပြီးတော့ထိထိရောက်ရောက်ကာကွယ်စောင့်ရှောက်ပေးနိုင်မယ်ဆိုပြီးတော့မှ အကျွေးနေသလိုဒီလွင်းထဲမှာလည်းတချို့သောလုပ်ငန်းတွေမှာရှိတဲ့အလုပ်သမားတွေအလုပ်ပြုတ်နေကြပြီဖြစ်ပါတယ်။အလားတူပဲတရုတ်နိုင်ငံထဲမှာလည်းအနေနဲ့အများဆိုသလိုဖြစ်နေတာဖြစ်ပါတယ်။ဖြစ်တော့ကျွန်တော်ကအဲလွန်ခဲ့တဲ့25နှစ်လောက်ကခေါင်းစဉ်လေးတစ်ခုပေါ့ကျွန်တော်တို့ဖတ်လိုက်ရ။ Rising China Rising China ဆိုပြီးတော့ဖတ်ဖတ်ရတဲ့အချိန်မှာသတင်းစာတွေထဲမှာလည်းရေးတယ် Foreign Affairs ဆိုနေရာမျိုးမှာလည်းရေးတယ်အခြားသောစာဆောင်တွေမဂ္ဂဇင်းမှာလည်းရေးတယ် Rising China ဆိုတာ ဒီဖွံ့ဖြိုးတိုးတက်လာတဲ့တရုတ်နိုင်ငံကြီးကိုဘယ်လိုကင်တွေဖြည့်ရှင်းကြမယ်ဆိုတာကိုသူတည်တည်ပြောကြတာပေါ့လေလေးလာကြတယ်ဆွေးနွေးကြတယ်အမေရိကန်နိုင်ငံထဲမှာရှိတဲ့လူပုဂ္ဂိုလ်တွေပညာရှင်တွေကလည်းဆွေးနွေးကြရတော့လုပ်တဲ့အချိန်မှာဒီလိုပြောတဲ့လှုပ်ဆောင်ချက်တွေအားလုံးဟာထိရောက်မှုမရှိဘဲနဲ့လက်ရှိအခြေအနေအထိအမေရိကန်ပြည်တော်စုနဲ့တရုတ်နိုင်ငံတို့ထိတိုက်ရင်ဆိုင်လာနေရတာဖြစ်တယ်လို့လေးလာသုံးသပ်ပါအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ အရင်တော့ American Thermal Senior Bush ပေါ့လေ Senior Bush ကသူက CIA ညွန်မှုမလုပ်ခင်မှာတရုတ်နိုင်ငံမှာဗမာကြီးသွားလုပ်တယ်။ဘာလုပ်ပြီးတော့မှတရုတ်နိုင်ငံရဲ့အခြေအနေကိုကြည့်ပြီးတော့တရုတ်နိုင်ငံ potential ကရှိတယ်တခြားနိုင်ငံတွေနဲ့မတူဘူး။အကယ်၍ Communist နှစ်ကနေပြီးတော့မှဈေးကွက်စီးပွားရေးစနစ်တို့တဘာဝင်ဝါဒတို့ခုပြောင်းလိုက်လို့ရှိရင်တရုတ်နိုင်ငံကလမ်းကြောင်းမှန်မှန်ကန်ကန်နဲ့ခြေတက်နိုင်မယ်ဆိုရင် တစ်ချိန်မှာကွာထိတ်တန်းနိုင်ငံဖြစ်လာမယ်ဆိုတော့ပြောပါတယ်။ဂျော့ဘုတ်ကပြောသလိုပဲတခြားသောပညာရှင်တွေကဟုတ်ပြီအဲ့ဒါဆိုတူနိုင်ငံကိုဘလို့အငွေ့တတ်မလဲဆိုတဲ့ဟာကိုစဉ်းစားခဲ့ကြတော့လေတီတီရောက်ရောက်မလုံနိုင်ခဲ့တာဖြစ်တဲ့အတွက်လက်ရှိကာလမှာတရုတ်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုကိုကြော်တက်ဖို့တာဆုံနေပြီဖြစ်ပါတယ်။အဲလိုတာဆုံနေတဲ့အချိန်တွေမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအငွေ့တတ်ဖို့အတွက်ဂျိုးပန်းတဲ့နေရာမှာ အချိန်အနည်းငယ်အချိန်အတန်ကြာနောက်ကျခဲ့တာဖြစ်တဲ့အတွက်မလိုအပ်တဲ့ခေရိုက်ခိုက်မှုတွေအပြန်အလှန်ထိခိုက်နစ်နာမှုတွေပေါ်ပေါက်လာနေတာဖြစ်ကြောင်းလေ့လာတင်ဆက်ပါမယ်။ Thank you.